အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့1958ခုနှစ်မြောက်ရီမဂ္ဂဇင်းအတွဲ6အမှတ်3မှာဆရာမောင်ကိုကိုလေးမန္တလေးရေးသားထားတဲ့ကျွန်တော်ကတော့သတင်းတောက်လို့အမိရတဲ့ဝိတုတိုလေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်နဲ့တူတူဆရာမောင်ကိုကိုလေးရဲ့ကျွန်တော်ကတော့သတင်းတောက်ဆိုတဲ့ဝိတုလေးကိုခန်းစားစီးမျောကြည့်ရအောင်ပါခင်ဗျာကျွန်တော်သာထိုးစင်အခါက ယခုအသက်အရွယ်များလောက်အမျော်မင်းတရားရှိခဲ့ပါမူကျွန်တော်ဤချင်းမင်းကြီးသောဟာမာကြီးခေါ်ဇနီးတဲ့မေမေတိုက်ညူစုမှုကိုလည်းခံခဲ့ရပြီမဟုတ်တရင်းစာလောကတွင်မလောက်လေးမလောက်စားတရင်းတောက်ကလေးများသာဖြစ်ကြသောပုံနာခေပေါင်ကြီးနှင့်ကစောသမားစမ်းပေါင်တို့၏ကြောင်းလောင်းတယောချင်းများကိုလည်းတွေ့ရပြီမဟုတ်ထို့ပြင်ကျွန်တော်ဤကျွန်တော်အောက်မှထွက်သွားသောကျွန်တော်အကိုအရင်ဤဇေယျတိုင်းထွားခြင်းကိုလည်းခံရမည်မဟုတ်ပေအမှန်ဆိုတော့လွန်ခဲ့သော9နှစ်ခန့်ကကျွန်တော်သည် အလုံးအင်မတန်မှအချိုးအစစ်မပြေဖြစ်ခဲ့လူအများကြီးရှေ့မောက်တွင် မြေမြေကက်လောက်အောင်နေထိုင်ခဲ့ပုံများသည့်အတော်ပင်အစင်မပြေခဲ့ကြောင်းယခုမှတဖြည်းဖြည်းသဘောပေါက်ကာအော်နှလုံးနာခဲ့မိသည်နေများယခုအချိုးမကျနေပုံများမှာလည်းနောက်သုံးနှစ်ကြာသောအခါတွင်၎င်း၄-၅နှစ်ကြာမြင့်သောအခါတွင်မှ၎င်းသိမြင် အော်နှလုံးနှာမိအုံးမိဟုပင်ထင်မိပါလေသည်။လိုစဉ်သောအခါကကျွန်တော်သည်မန္တလေးမြို့တွင်ထုတ်ဝေသောနာမည်ကြီးသော ဆောင်ရီအများဆုံးထုတ်ဝေသူ၏အဆိုမမလိုင်းကျော်သတင်းစာရ၏အထူးသတင်းတောက်ဝါသတင်းတောက်ချုပ်တဦးဖြစ်ခဲ့လေသည်အထူးသတင်းတောက်ဟူသောဂုံပုံနှင့်အညီကျွန်တော်တွင်မီးလောင်ပြင်းမှကောက်ရသောကြောင့်ပြုပြင်ကနိုင်စင်ယူရထားသောဂျပန်ပစ္စတိုတလက်နှင့်ကောက်ရိုးဆက်တွင်အသုံးပြုရန်သောသောဆင်း၍ရောင်းချကဏ္ဍတွင်အတင်းကျပ်ဝယ်ယူထားလိုက်သည်ဖြင့်ပြုပြင်ချဲလေကစီးနှင်းသွားလာနေရသောမက်စလက်မော်တော်ဆပိန်တစီကို ပေါင်ဦးပေါင်တော်အမွေသားအမွေခံမရှိလွတ်လပ်ရှင်းလင်းစွာ ပိုင်ဆိုင်သူတယောက်ဖြစ်ပါသည်။ဤသို့ပင်ဖြစ်စေကျွန်တော်၏ပစ္စတိုနှင့်ကျွန်တော်၏ဖောဘတ်တော်မက်စလက်မော်တော်စပိန်တို့သည် အမှန်ပင်ကျွန်တော်အားအချိန်ရှိသည်၍အထောက်ကူရရှိနေသောကြောင့်တန်ဖိုးတက်ပင်ခရီးရောက်လျက်ရှိပါသည်။မာရလီမျိုးတွင် အချိန်အခါမရွေးမိတိကိစ္စပင်ဖြစ်ဖြစ်ရောက်တလက်နှင့်ဖောဘတ်တော်မက်စလက်ရှင်ကျွန်တော်သည်ခြေသုံးပါရောက်လျက်အမေးအမြစ်ထူနေပြီသာဖြစ်ခဲ့လေသည်။ ည၈နာရီခန့်အချိန်မိုးကလေးဖွဲဖွဲကြနေစေဖြစ်သောကြောင့်အမြဲလိုလိုပင်အပူချိန်နဲ့ခန်းနေရသောမန်းမြို့သူမန်းမြို့သားများသည်အိုးအေးအေးနှင့်ခွေးလျက်ထွေးလျက်နေကြ၏တို့ရာတွင်ဘိုင်စကုတ်ရုံအသီးသီးတို့တွင်ကစီကားတန်တလောက်တော့စီကားနေသည့်အလျောက်ဝင်းလိုက်ရုပ်ရှင်ရုံခိတ္တအနာပေးချိန်၌ပြပရှိလဖက်ရည်ဆိုင်နှင့်မုံဆိုင်တို့တွင် စားတော့သူများရှုပ်နေစေဖြစ်ရာကျွန်တော်နှင့်ရုပ်ပိုင်းရှင်ကိုကျော်ဝင်းသည်လေယုံရှိရှိ ွဲထိုင်တစ်ဖက်ရေဆိုင်တွေထိုင်လျက်ကော်ဖီပူပူကိုတောက်နေရင်ကျွန်တော်တွေရုပ်ရှင်ကိုစိတ်ချလက်ချမကြည့်နိုင်သောအကြောင်းတစ်ခုသည်ခေါင်းထဲတွင်တာဝန်ကြီးတစ်ခုအဖြစ်နှင့်ပေါ်လာပြန်၏ဒီနေ့ခေါင်းတက်เสียဘာသတင်းမှမရှိဘူးနိုင်ငံခြားသတင်းလည်းမကောင်းမြို့သတင်းလည်းမရှိနယ်သတင်းတွေလည်းမလာဘူးမျက်နှာဖုံးခေါင်းတက်ဖို့တောင်သတင်းမရှိဘူးအဲ့ဒါသတင်းတပုတ်မင်းမင်းရှာပို့ပေးတယ်မှာကျွန်တော်ကိုဝင်လိုက်တွင် ရုပ်ရှင်ကြည့်နေကြောင်သိနေပြီဖြစ်သောအေဒါမော်တာဥပါတော်က အိတ်လေးတန်းဖြင့်တယ်လီဖုန်းမှအတင်းဟောက်နေတော့ရာဒီအတွက်ကျွန်တော်တွင်တစ်ခက်ဖြစ်နေပါတော့သည်ခက်နေသည်မှာအရီတာကမိမြပင်ချိန်မောင်းနေစေကမူကျွန်တော်တွင်ညာတွင်ချင်းမျက်နှာဖုံးသတင်းကြီးတစ်ပုတ်ဖြစ်နိုင်ရန်အတွက်သတင်းလုံသောဆက်မရှိသည့်အတွက်ကြောင့်ပင်ဖြစ်၏မတက်နိုင်သည့်အဆုံးတွင်ဘိုင်စကုပ်ဆက်ကြည့်ရန်ကိုကျော်ဝင်းအားလက်တို့၍ထကာမှနားရဲသို့တနက်တန်သုံးချက်ကြားလိုက်ရသောကြောင့်ခြေလှမ်းများတွန့်သွားတော်၏ဒိုင်ဒိုင်ဒိုင် အတန်းကမဝေးလားရုံတော်ကြီးပတ်စီမှာပြည်ကျွန်တော်အနေနဲ့ဟိုတာဝန်ရှိနေပြီဖြစ်တော့ကြောင်းဘိုက်စကုတ်ရုံရှိတွင်ရှိသောမော်တော်ဆိုင်ကယ်ကိုစက်နှိုးကဖြစ်ပွားရာဘက်သို့ထွက်ခဲ့ရတော့၏ကက်တရလန်းသည်ဘိုးရီများနှင့်ပြောင်းဝင်းလျက်ရှိပြီးဆိုင်ကယ်ကိုဘိမ့်မချော်စီရန်ထိမ့်၍စီးနင်းနေရင်ကလမ်းတွင်တွေ့ရသောခရီးသွားလူကြုံများထံမှခတိယဝင်းထဲတွင်ဓမြတိုက်နေသည်ဟုလည်းသိရသောကြောင့် တို့ဝင်းပေါအရောက်တွင်ဆိုင်ကယ်ကိုရက်ခါမှတနက်ကိုထုတ်ကင်ပြီးလမ်းမမှအလင်းရောင်များကြောင့်ပေါင်တော်လေခက်ဝါးဝါးမျှတော့မေယာသေးသည့်လမ်းကြားအတွေ့သို့ခက်တုတ်တုတ်ကလေးဝင်ခဲ့မိပြီဖြစ်ဟေ့ချချလိုက်ကွာလက်မြောက်တာအတန်ကြောင့်ကျွန်တော်တွင်ခြေလှမ်းနေသောခြေလှမ်းများတုံသွားပြီးအတန်လာရာရှေ့ဘက်သို့မျက်စိကိုအားဆိုင်၍ကြည့်တော့မှခက်မဲမဲလူနှစ်ယောက်တံတန်ကိုမြင်လိုက်တော့၏လူတစ်ယောက်ကအခြားတစ်ယောက်အား ဝင်းလက်လက်အယောင်ထွက်နေသောအရာတစ်ခုနှင့်ချိန်ရွယ်ကအချိန်ခံရသူကလမ်းမြောက်လျက်ရှိသည်ကိုကျွန်တော်ရောက်နေသော တောင်ကျိုးတစ်ခုမှဝိုးဝါးနေနေရသောအခါတိုက်ရွေထွက်လာသောလူစိုးသည်လမ်းတွင်တွေ့သူတဦးအားလူနေပြန်ပြီဟုသောချက်ချင်းသိလာ၏။သို့ဖြစ်သောကြောင့်သာတတိအရာတွင်မညံ့လာသောကျွန်တော်သည် အချိန်မစွဲတော့ဘဲစက္ကန့်ပိုင်းအတွင်းမှာပဲလူစိုးအားအမိဖမ်းလိုက်တော့၏။ခွတ်ခွတ်ကျွန်တော်ဘက်သို့ကြောပေးလျက်ရှိသောခြောက်လုံးမှုကိုင်လူစိုးအား နောက်မှအတင်းဝင်သွားတနက်တင်းလေးရရာနှစ်ချက်တွင်လူစုပေါင်းလေးရကြာတော်တော်သည်တတိကောင်းသည်ဆိုသောကျွန်တော်သည်တိုးစဉ်အခါကဒူရီတုံးနေဒီကိုမူချက်ချက်နှင့်ဝန်ခံရမည်ဖြစ်တော်လေလုံရဲချင်းကိုတော့ချီကျူးတင်ပါသည်လူစုဒီမှာအတော်ပင်ခက်သည်ဘေးမှရောက်လာသောကျွန်တော်ကလူစုအဝင်ရောက်ရိုက်နှက်ဖမ်းဆီးခြင်းကိုပဲအနေအပါကူပေါ်လောင်းဝဲမပေးလိုသောတနက်နေ့အချိန်ခံခဲ့ရသူသည်လူစုလက်လျင်ပင်၎င်းအာမမြင်ရတော့ ။ညီသည့်အချိန်ကသူ့အထုပ်သူဆွဲကလစ်သွားခဲ့သည်ကိုပင်ကျွန်တော်ကမသိလိုက်။တယောက်တည်းဖြစ်နေသောကျွန်တော်သည်စိတ်ချလောက်အောင်လူစိုး၏မျက်ကွက်ကိုတနက်နေ့တစ်ချက်ရိုက်ပြီးမှလူရုပ်မပီတော်သောလူစိုးအား၎င်း၏30နှစ်ဖို့စုံလယ်တနက်နေ့အတူပလိမ်များလက်အပ်လိုက်ရတော်သည်။ဦးကိုလေးခမရတော်နတ်ဖန်က စုငွေတော်ရာဦးမှာပဲ။ဖြစ်ပွားရာသို့အတော်နောက်ကျ၍ရောက်ရှိလာသောရဲအုပ်စာဓုမောင်မောင်လေးကကျွန်တော်အားပြောပြနေသည်ကိုပင် ကျွန်တော်ကတော့စစ်အောင်နိုင်သောစစ်သူကြီးကဲသို့ခက်ပြုံးပြုံးလောက်ခါဟဲဟဲကဲကဲခမားတို့လူကိုခမားတို့ပင့်သွားကြပြီတော့တတိမိတ်လဲနေသောလူစုအားရဲသားနှစ်ယောက်ကထမ်းပိုးမှယူနေစီမှာပင်ကျွန်တော်ကခေါင်းစဉ်သတင်းတစ်ပုတ်ကြီးရန်တိုက်သူပြန်ခဲ့ရတော့ကြီးကဲဥကိုလေအရက်တိုက်ဗျာခမားကိုလည်းနတ်ဘန်ကဆိုရင်ဟီးရိုးဖြစ်အောင်ရေးရအောင်ပါကျွန်တော်လည်းဖြေချောင်းကုံစင်ကို나ယူဝက်အတွင်တိုက်သူပြန်လဲတဲ့တွင်ပြေးပြီး ဝဲထိုင်လက်ဖက်ရည်ဆိုင်မှာပင် ပြန်၍ထိုင်နေရတွင် ကျွန်တော်အားအယက်သားရောတရင်တောင်များပါဝိုင်း၍တည်င်းမေးနေကြရမှာတရင်တောင်ကစော်ဆမ်းမောင်ကဒါရက်ကအခန်းခိုင်းနေခြင်းဖြစ်၏။နတ်ဖန်ရဲဝင်ကြီးဥခင်မောင်ကတရားအရေးပိုင်ဥဆုံးမောင်ကတရားအင်းနတ်ဖန်တော့အတင်းသွားတောင်မှအတင်းသွားတောင်မှစိတ်ထဲတွင် တွယ်ရေးကြွယ်နေသောကျွန်တော်ကကစော်ဆမ်းမောင်နှင့်ပုံနာခင်မောင်ကြီးကလားမောင်ကိုခေါ်ရှိုးကိုတို့အား အလူကန်တကြိတ်လေးခွေးမရှောင်စို့သည့်အထက်တွင်စရင်သွင်းလျက်အရက်တိုက်ရန်သဘောတူမိအိတ်ထဲတွင်ကကိုပိုင်ငွေ၄ချက်မှလွဲပြီးကြံငွေများမှတိုက်သို့ပေးသွင်းရမည်ကြောညာကားများဖြစ်တော်လဲနတ်ဖြန်ငွေရဖို့ကတေးချာနေရဝဲရတော့မှဖြစ်၍အံ့မိဟုလဲစဉ်းစားလိုက် why yes sir why live one quack အမဲသားရှိလားအေးအမဲသားချိုးချင်ကြော်ကွာပြီးတော့ဝက်ဦးကြောင်စော်တာပေါ့ကွာ ကျွန်တော်နောက်သို့လိုက်ရင် Excelsior စားပွဲရုံသို့ရောက်နေကြတော့ကလားမောင်ကိုပုံနာခင်မောင်ကြီးနဲ့ဇမ်းမောင်သည်ရောက်လာတော့အရက်ကိုဆိုရာနှင့်ယောဂါတော့ပြီးအမီးများကိုပါငြေးရရှက်ရစားကြရင် ကျွန်တော်ဤစွန်သားမှုကိုလည်းဟိမောနာချင်းမောငန်းဖွဲ့နေကြ၏ကျွန်တော်ကတော့သူတို့စားရတောက်ရတာမျိုးမြောက်ပင့်ပြောနေသည်ကိုသိ၏တီလျက်နှင့်လည်းထိုစကားများအတွက်ကျွန်တော်နာကအရသာရှိသလိုလိုရှိနေသောအခါဝဲ ို့တို့သုံးယောက်အားမကြမကြယခုကဲ့သို့တိုက်ကြွေးလျက်အချင်းမို့ခံနိုင်ပါစေဟုပင်ကြိတ်၍ဆူတောင်းနေမိသည်တို့ဤညစာဖောင်မမီရှိနေမီကြောင့်သာကျွန်တော်ကချက်ချင်းပြား၍တရင်ရရတော့လဲလူစိုးနာမည်ကိုသိရှိရန်နှင့်လူစိုးဓာတ်ပုံရရန်က လိုလားလျက်ရှိ၏တို့ကြောင့်ညောပေါင်းစီရဲဌာနမှဌာနဥထံသို့ဖုံးဆက်ကလူစိုးအကြောင်းမေးတော့ကလူစိုးမှာယခုအချိန်တိုင်းဈေးယုံနေတတိမရသည်ဟုသိရ၏ တို့ကြောင့်ကျွန်တော်ဒီစေယုံကြီးတို့လိုက်ရိုက်ပဲ၏အပြေလူနာခန်းရောက်နေမင်းညတာဝင်းကြဆရာဝန်ဦးကျူးနဲ့တွေ့ရ၏။အော်ကြွပါဟိုကောင်းတော့တတိမရသေးဘူး။ဟုတ်ကဲ့ခနာကလေးကျွန်တော်။အော်ကြည့်နိုင်ပါတယ်။ကျွန်တော်နဲ့ဆရာဝန်ဦးကျူးဒီယောက်ျားလူနာများထားရာအခန်းတော်တစ်ခုတွင်ရှိသောလူဆိုဤကတင်ဘတ်တို့ခတ်တုတ်တုတ်သွားနေစဉ်ညတာဝင်းကြဆရာဝန်မနှင့်ဆရာမများသည် ကျွန်တော်ဘက်သို့မင်းငေါ်လျံတူတူတိတ်တိတ်ပြောနေကြသည်ကိုတော့ကျွန်တော်ကတင်ကြွ၍ရိတ်စားမိ၏လူโซဖန်းနေဆိုတာအဲ့ဒီသတင်းတော့ပေါ့ထိုကဲ့သို့သောစကားများပင်ဖြစ်တည်းရာ၏ထိုသောအခါတွင် American Six Uniform အင်ဂျီကိုဝတ်ထားသောကျွန်တော်သည်ကော်လန်စားကိုစွဲမက ကြောထဲသို့ပိုးကောင်ဝင်သွားသောအသွင်ကိုရုတ်ချီးဆောင်သွားတော်၏ပလိတ်တယောက်ဘေးတွင်စောင့်လျက်ရှိသော လူနာဤဘေးသို့ရောက်တော့ကကျွန်တော်ဖမ်းခဲ့သောလူโซ၏မျက်နှာကိုပတ်တီများစီးနှောင်လျက် ခက်ကွက်ကွက်မြင်ရတော့ကကျွန်တော်ဤမျက်လုံးအစုံသည်ကျွန်တော်မယုံနိုင်လောက်သောမြင်ကွင်းများကိုပြလျက်ရှိနေတော်၏ဆက်လက်၍ကြည်ရဲ့နိုင်စွဲမရှိတော်သောကျွန်တော်ဤမျက်လုံးအစုံသည်မိတ်သွားရ၌လဝါနှစ်ဖက်ကမျက်နှာကိုကူ၍ပိတ်လိုက်ရသည်မကြည်နဲ့တော့ကြောင့်ပုတ်သက်က ပြန်ကြည့်ပြန်တော်၏ဤအမြင်မှလွဲ၍မတွေ့ရပါဆရာဒေါက်တာဒါကျွန်တော်ကိုပါဒါကျွန်တော်အကိုရင် तू မဟုတ်နိုင်ဘူးမဟုတ်နိုင်ဘူးဆရာဝန်သည် तू နားမလဲသောစကားကိုနားထောင်နေရသောကြောင့်ရောင်းတောင်းတောင်းဖြစ်နေတော်၏မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးလူနာကမလှုပ်ပါလေကျွန်တော်ဒီဟူသောနိုင်ငံတော်သတင်းတောက်ချုပ်တယောက်ဇက်လိုက်လုံးလိုက်သောဤအရှုပ်သည်အတော်ပင်ရှင်းရ၏အမှန်ကအပြစ်အပြက်အစ်စ်မှာမနက်လင်းကျွန်တော်ကိုသတိရကမှအလုံးစုံသိရလေ၏အကိုသည်မနေ့ညကရုံးတော်ကြီးမုံစားသွား၏ထိုအခါအော်တန်ကြား၍ အဆိုပါဝင်းတဲ့သူအဝင်တွေဓမြနဲ့ပတ်ပင်းမှာတိုးနေသောကြောင့်မရှောင်သာတော့ပဲလုံးထွေးတပ်ပုတ်ကြတော့ရာအာကစားသမားပြေတော့ကျွန်တော်ကိုဒီဓမြကိုအနိုင်သက်ပြီးတနတ်ကိုလှူ၏ဓမြကတနတ်နှစ်ပြည့်ရန်စူးစမ်းတော်လဲတနတ်ကိုလှူယူကဓမြအားလက်မြောက်ခိုင်းနိုင်၏တို့ကားတွင် ကျွန်တော်ကလူစွမ်းကောင်းလောက်ခါဓမြကိုမရိုက်ပဲအကိုကိုရိုက်ဖမ်းတော့ရာဓမြမှာအသာပင်လစ်သွားခဲ့နိုင်သည်ဟူ၏တို့ကိစ္စကိုအတိုက်ခံရသောအင်းရှင်များကသာအထောက်ကူမပေးနိုင်ခဲ့ပါဘူး ဘယ်အထိရှင်းရမည်မသိအတိုက်ခံရသောအိမ်သားများကဓမြနှစ်ယောက်လုံးပင်ဗမာသားကားမပြီးသောတရုတ်များဖြစ်၍မှတ်မိကြောင်းပြောပြအစ်စ်ခံရ၍သာကလားကြီးနှင့်တူသောကျွန်တော်အကိုမှာအီများနှင့်လွတ်လာခဲ့ခြင်းဖြစ်၏ထိုအခါကျွန်တော်မှာလှုပ်လိုက်ရင်တောက်ရမ်းကြီးပဲလူတက်လှုပ်လို့ပြီးဟု၍အဆုံးစမရှိအောင်အကိုကြီးအကျင်းကိုခံရ၍အဟိဓမြဖန်းနှင့်သတင်းတောက်ကြီးဟု၍တခါကအရက်တိုက်၍အဝကျွေးခဲ့ရသော တကြိတ်လေးတို့ဤလောင်ပြောင်ချင်းကို၎င်းခံရခြင်းထို့ထက်ကြောညာကများကိုသုံးခဲ့မိသောကြောင့်အိမ်ကဟာမာကြီးအားလက်ကောက်တစ်ဖက်ပြုတ်ပေါင်းပေးရန်မျက်နှာငယ်နှင့်အတနာခံသောအခါတွင်ဟွန်းလူကိုက မလဲရှုပ်မစီမဆိုင်ပလက်အလုပ်ဝင်လို့ကိုတမေးကိုစားကြီးတော်နွားကြောင်းဟွန်းမလဲရှုပ်ထိုကဲ့သို့အတော်မတတ်နိုင်အောင်စူပူချိန်ပေါင်းနေပါတော့တည်းကိုကိုလေးအခုလိုအဆုံးအထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ ကိုစိတ်နှပြတမ်းမှာချမ်းသာကြပါစေကျွန်တော်ကတော့စာဖတ်သူရန်စာငိမ့်ပါခင်ဗျာ